ပေးသမျှအားလုံးပဲမင်္ဂလာပါဒီကနေ့မှာကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသားမိတ်ဇာတ်လမ်းကတော့စာရေးသူမောင်တင်ဆက်ရေးသားထားတဲ့ပေါလန်ဘိုးတင်နေလူမိတ်စာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ ဘေးနားကနိုဒီဘင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျ။ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစားလိုက်ကြရအောင်ဗျ။မြောက်ပြည်ရွာရှိရွာလူကြီးဦးတောက်ထွန်းရဲ့နေအိမ်မှာဖြစ်ပါရယ်။အိမ်ပေါ်မှာရွာလူကြီးဦးတောက်ထွန်းတယောက်အရှိရှောင်းလိုက်အနောက်ရှောင်းလိုက်နေပတိပောက်ကအိမ်ရောက်ကိုလှမ်းကြည့်ပြီးမျက်နာမသာမယာဖြစ်နေတယ်။တားပြည့်သူထက်လန်းစီယာယူဒီယာပညာသည်တွေကိုပညာထုတ်ပေးပြီးသူ့ရဲ့ကိုယ်ရဲကိုအမောင်ပညာသည်တွေဝင်ရောက်ပူးကက်သွားတာ ယခုထိဘယ်ရောက်လို့ဘယ်ပေါက်မှမသိရ၍စိတ်ကူနေမိဒီကားကြအိမ်ရှိမကြီးပင်ကြီးအောင်ရှိကုပြက်မှာချစ်ကြည်နူးနေတဲ့သမီးဖြစ်သူနဲ့တမန်သူကိုကြည့်ပြီးစိတ်မတမယာဖြစ်ရဒီကားတမျိုးနဲ့နေလို့ပျော်မယ်ရှိနေတယ်။အဲဒီနောက်ဦးတော်တော်ကသမီးဖြစ်သူကိုအတန်ကျင်လာစွာနဲ့ပေါ်ခေါ်လိုက်ပါတော့တယ်။စွစုရဲ့ရှင်ပါရှင်လေးနဲ့နေလာစမ်းဟုတ်ကဲ့ ဖောင်းရင်ဖြစ်သူခေါ်တဲ့ကြောင့်အောင်ပေါ်နဲ့တူဆူဆူကအိမ်ကြီးပေါ်ကိုပြေးတက်သွားလိမ့်မယ်။အိမ်ပေါ်ကိုရောက်တဲ့ကဦးတော်တော်ကအောင်ပေါ်ကိုတေချာကြည့်ကဟေးမင်းဘာလုပ်တာလဲ။ဟိုဟိုအလုတ်ခိုင်းစရာလေးပါရှိရင်ကိုမလို့ပါ။မရှိဘူး။ကိုရင်ကိုပြန်။အဲ့လိုတော့မလုပ်ပါနဲ့။ရွာလူကြီးပဲပြောထားပြီးတော့ငါမပြောလို့လေ။ ဒါဆိုကျုပ်ကဘာလို့ပြန်ခိုင်းနေရလဲမင်းအိမ်မင်းနေအောင်လေကွာအခုတော့သဘောတူပြီဆိုရင်နေရရငါအိမ်ငါကိုမပြန်တော့ဘူးစွစွနေလဲတူတူပဲအခုတရားလုံးတည်သလားရှင်သလားမသိဘူးနေရအေးအေးဆေးဆေးနဲ့စိတ်ဘူးကြောင့်တော့ပြောပါလားဦးကြောင့်တော့အိမ်ပေါ်ရောက်လာတဲ့တမင်းနဲ့တမတ်ဖြစ်သူကိုအားရပါရပြောလိုက်မှနေသာထိုင်သာရှိသွားဟန်လေအယုံကမှထိုင်ချလိုက်ကကိုယ့်ရဲ့ထဲကကွန်းကိုထုတ်ရနေလေ ။ဆူဆူနဲ့အော်မော်ဒီလည်းသူ့ရဲ့ရှိမလန်မကန်မှာထိုင်ကဖောင်ရင်ဖြစ်သူနောက်ထပ်ပြောလာမယ့်စကားကိုစောင့်မျှော်နေတယ်။အချိန်တော်ကြောင့်လည်းဒီဦးတော်တို့မိသည့်စကားမှတစ်မပြောလာတဲ့အခါဆူဆူကနေပြီးတော့အဘကျမခေါ်တာဘာခိုင်းလို့လဲ။ဘာမှမခိုင်း။တောက်မြေကတ်လို့ကိုကောင်းတော့ခိုင်းကြရှည်။ဦးတော်တို့ကအောင်မော်ကိုကြည့်ပြီးစကားဆုံလိုက်ခြင်း ရိဟာမောကမျက်နှာသာလိုချင်နေသောတမန်ပီပီအဘပြောပါခင်ဗျာအယိုးကြည်ကြည်အရေးခံခံကြုတ်ထမ်းရွက်ဖို့အသင့်ပါပြောလိုက်ရင်တောက်ကြီးတောက်ကြံနေငါသမီးကိုကိုးဖို့တော့တောက်ရှင်းမရှိအမေနဲ့မောင်အပူကဲ့ရနေကောင်ခင်ဗျာဒါတော့ဒါပေါ့ဗျာဒါပဲတော့ဗျာတော်စမ်းမိခုပေးပြီးရောသွားကိုကောင်လေးပြီးအကျိုးချောင်းသွားပြီးကြားလာ ဘာမရပါလဲငါစကားလေးငါမလို့နော်မင်းလုံကတုံးကောင်ကိုငါသမီးလင်းသားယူမကြောင်တာသဘောတူညာတာသွားငါသားကိုရှာနေတာအချိန်နေဘလို့လဲလို့သွားပြီဟုတ်ပြီလားဟုတ်ကဲ့ပါကျွန်အခုချက်ချင်းသွားနိုင်ပြီခင်ဗျာအပိုးကျိုးလာတဲ့လင်ဖြစ်သူအောင်မော်ကိုကြည့်ပြီးသဘောကျနေသူမှာစွစွတာဖြစ်ပါလေဒါပေမဲ့ဦးတောင်ထွေးရဲ့မကြည်မနှက်အကြီးကြောင့်မျက်နှာပုံးကိုတက်လိုက်ရပါလိမ့်ရော် ဘီမီယောင်လေးရှိမကြီးမီတပင်ရဲ့အရေးအောက်မှာမောင်ဘိုးတင်တို့ခွဲထိုင်နေကြပါလိမ့်။အဲ့ဒီပင်ရောက်မှာရှိနေကြသူတွေမှာမောင်ဘိုးတင်ပေတူးတာရင်နဲ့အောင်သန်းတို့အခွဲဖြစ်ကြရည်။သူတို့ကမြောက်ပြေရွာကအောင်ကြီးတောင်းကိုပြောဆိုနေကြပါရည်။ဘိုးတင်မင်းပြောပုံရဆိုရင်ကိုအောင်ကြီးဟာဆုံးဖြစ်သွားလား။အဲ့လိုလေပြောမရဘူးကွာ။ပညာသေး၃ယောက်လုံးရဲ့ အမောင်ပညာတွေအကုန်ဝင်သွားတာဆိုတော့ငါအထင်ဆုံးတဆိုးတော့တယ်မဝတ်တင်ရဲ့စကားကြောင့်ဂျန်တဲ့သူတွေကမျက်လုံးပြူးသားနေအန်ဟောနေကြပြီးအဲ့ဒီချိန်ကအောင်တန်းကသူစိုးရိမ်နေတဲ့အကြောင်းကိုမေးလာတယ်ရဘိုးတင်မင်းပြောတယ်ကိုအောင်ကြီးကလူတွေပါတွေတော့မစားတော့ပါဘူးနော်အဲ့တော့ငါလည်းပြောတတ်ဘူးပါစားရည်လေစားနိုင်တာပဲ तू ကမိစ္ဆာတမိုင်းဖြစ်နေတာဟုတ်တယ်ဘိုးတင် မင်းအရင်နေရကိုအောင်ကြီးပြန်တော့ဝင်လိုက်သေးလားအောက်သူပါကြီးကြားနေရပဲရုပ်ကတော်တော်ပြက်သွားတာကွာဘာဘိုးထင်တဲ့အတူတာရီကဝင်ရောက်စကားဆူလန်ခြင်းဖြစ်ပါလိမ့်တာရီကအောင်တန်းတို့ဘက်တယောက်မျက်နှာတယောက်ကြည့်ကမင်းငော့ပြလိုက်ပြီးနောက်အောင်တန်းကစတင်စကားဆူလီတယ်ဟိုလေငါတို့လိုက်မယ်ဆိုတော့အခုမလိုက်ဖြစ်တော့အဘလေးမင်းရောကိုအောင်ကြီးကိုလိုက်ရှာရင်လိုက်ခဲ့မယ်ဆိုအစားလိုက်မလို့ကွာ ငါမေကအိမ်ပြန်လောက်ကြရင်ကြိမ်လုံးလို့ပြောထားဖို့ကအမှတ်ရလို့အားရပါလေကွာငါသွားရမယ်နော်အောက်တိုင်းကပြောပြောဆိုဆိုနေမကြီးပင်ရေရောက်ကထွက်ခွာသွားလေတဲ့သူနည်းသူကြံတဲ့သူတွေကလည်းအကြောင်းမျိုးပြပြီးလေကြာလေတဲ့ဘုရင်ငါမေ့နေတာငါမေကဘဲကြောင်ခိုက်ထားတယ်မင်းတို့ကဘဲမှမရှိတာဩမင်းပြပေါ့ပြီလေတောင်းမယ်ကွာအေး မောင်မိပြောမှငါလည်းမရလေရွာဘုံကြီးအတွက်တောင်ဝေးကုန်ပြီးရအောင်ပါရောက်နေနေပါရွာဘုံကြီးကတောင်ဝေးမထောက်ပါနောက်၅နှစ်လောက်ဆိုလိုပြီလေငါတို့ကကြိုကုတ်ထားမှာရောက်နေလာလာလာတင်ရပီးတယောက်အကြောင်းမျိုးမျိုးပြပြီးအရှူရှူထွက်သွားရနောက်ဆုံးအပင်ရမှာ၃ယောက်သာကျန်ခဲ့ရော်ရီတို့မှာတော့ထုံးစံတိုင်းဘာဘိုးထင်တိုင်းနေပေတူတို့သာဖြစ်ပါရီ ပေတုကထွက်သွားတဲ့သူကိုကြည့်တာ။၎င်းကောင်လေးဘိုးတင်မင်းကလည်းလူသားစားနိုင်တယ်လို့ဘာလို့ပြောရလဲ။ဟဲ့ကောင်။ကောင်မင်းနေရလေ။သူတို့ကအစိုးရမတောက်တလူလို့နဲ့အခုတော့ဘလို့ဖြစ်တာလဲ။ကြုံစမ်းပါကွာ။အဲ့ဒီကောင်လေးတော့ပြောအမနေနဲ့မတောက်လေ။မင်းတို့မဟုတ်တော့တော့တောက်လို့မရဘူးလား။ရှာလို့ရတယ်ကွာ။မိစ္ဆာကိုငါနိုင်ရင်တော့ လူတော့မနိုင်ဘူးငါတို့တွေကိုဖိုးထွေးနဲ့ကိုသားရအောင်ပဲခေါ်ကြည့်မလားရောင်းမယ်မထင်ဘူးကွာဒီလူတွေကကြံဆိုင်ချင်ရောင်းနေပြီလေအဲဒီတော့ပြန်ပြိုင်နေပြီဘာပြိုင်တာလဲပေသူရဘသူကြံကင်းကပူထွက်တယ်ဘာတွေပေါ့ကွာသူတို့ရာတဲ့နေပြီမလားအခုဘလို့ကနေပြန်ဖြစ်ကြတယ်မိန်းမတွေပေါ့ကွာမိန်းမတွေပေါ့ ရုတ်တူနေသူဆရာကြီးထံနေပြောလိုက်သူမှတာရေးဖြစ်ပါလေ။အဲ့ချိန်မှာပင်ရဲရောက်ကိုလူတယောက်ရောက်လာတယ်။အဲ့သူမှအာမောဖြစ်တယ်။သူကမောင်ဘိုးတင်တို့ကိုမြင်လာနေနှစ်ဘူးမှာစီးကြလေရဲ့ကျွေးပြီကိုပစိုးစားနေတော့ကစကားဆိုနေတယ်။ရှာလိုက်ရတာမင်းတို့အိမ်လျော်တွေရောက်ခဲ့တယ်။အခမရတော့တာမြင်နေလေ။ကျွတ်တော့ဒီမှာထိုင်းနေတာ။ခမရကသာပြုံပြုံကြီးလို့ပြီးကျုတ်တို့ကမြင်လာ။ဟုတ်တယ်ဗေတို့ရေငါတလန်လုံးတွေးလာတာကွာ။ ဘာတွေ့နေလဲသိလားမဆူနေအာဝါလာဝိလာနာလားဘီသူတောက်လဲပြောတော့မယ်ဘယ်ရလားအာဝါလာဝိဝါလာမှာလေမှတ်ထားအာဝိဟဝိဟာဟာကွာအမောသူတို့ပြောနေတဲ့စကားကိုသိရဲ့ဒါပေမဲ့ယခုမေ့တော့တယ်အဲ့တော့သူတို့စဉ်းစားလိုက်ပြီးတော့မင်းတို့ပြောရတာကွာရောကဘိသိက်စရာပြောနေကြလေကွာအာဝါလာ ဝိလာလာလေးဗျာဒါမဟုတ်ပါဘူးကွာတိတ်လေးနေစမ်းပါစဉ်းစားနေတာအာဝဟဝိလာဝမဟုတ်ပါဘူးဟင်းမစံဖျားမလေးမိနေပြီမသိရင်လည်းပြောရမလို့ခမရလေးကြောင်တွေးနေရမလားအေးမစောဟုတ်တယ်အခုတော့မဟုတ်တော့ဘာဖြစ်လို့လဲဗျာမင်းတို့ပြောတဲ့အာဝဟရဲ့နောက်ကဟောင်းတွေးနေတာဟေးတွေးနေတာ အောင်မကမိသည့်စကားမှမဆိုဘဲအတန်ကြာလိုက်ထိသူတယောက်တည်းစကားတွေပြောပြီးအာဝါဟဝိဝါဟကိုသိရတာတွေးနေတယ်။အဖေတကူကိုမရရင်မကြည်မနဲ့သူပြီးပြီးရကမဖြစ်သူရဲ့ပြောစကားကိုမိကအာဝါဟအကြောင်းကိုသာတွေးပြီးမောင်ဘိုးတင်တို့ကိုနှုတ်ဆက်ကမြောက်ပြည်ကိုပြန်သွားပါလျော်ရယ်။ဦးတော်ထိုးရဲ့နေအိမ်မှာဖြစ်ပါတယ်။ဦးတော်ထိုးကရေနည်းနဲ့အမျိုးစုံလာတဲ့အမီးတွေနဲ့လူတစုကိုအဲကန်နေတယ်။ ။သူအခန်းလေးဒီမှာမောင်ကိုတင်သား၏ဖိုးထွေးနေပေတူးတို့ဖြစ်ကြတယ်။ตายရသည်ကမပါဘူး။သူတို့နှစ်ယောက်တန်းခုတ်ပြီးမှမျက်နှာချင်းဆိုင်မယ်လို့ပြောနေရကြောင်းတယောက်သာခေါ်ခဲ့ရခြင်းဖြစ်ပါရဲ့။အခုပြန်ဆိုင်တဲ့အကြောင်းမှာလှရင်နေမိကျော်တို့ရဲ့အားပြန်မှုမှာတကောင်သားနှစ်ယောက်ပါကြီးကြခြင်းလည်းဖြစ်တယ်။အဲ့ဒီရခုအချိန်မှာตายရမပါဘူး။ဦးတော်တော်ကရေနွေးကတဲကိုရေနွေးကိုငှဲ့ကောင်းမောင်ဘိုးတင်ရဲ့ရှိကိုတိုးပေးလိုက်ပြီးတော့ ကျုပ်သားကိုကယ်ပါအောင်ဆရာလေးရေဟာအဲ့လိုကြီးတော့မခေါ်ပါနဲ့ဗျာခေါ်ပြရစီဆရာလေးကျုပ်ဆရာလေးအဖားစီကိုသွားပြီးပြီသူကပြောတယ်သူအစီရင်လေးကလုံးဆရာလေးယူထားတယ်လေအားကြောင့်ဆရာလေးကိုသာအားကိုးပါတယ်ကုညီပါခင်ဗျာအေးဟုတ်တာကျုပ်အစီရင်လေးကိုခိုးပြီးဖွက်ထားကျုပ်တက်နေလားကုညီပါမယ်ဆရာလေးကိုပဲအားကိုးရပါ သမတ်တယောက်ရှာထားပါလေဆရာလေးတို့စီအကျိုးကြောင့်မေးခိုင်းတာဟုအာဝါဟဝိဝါဟမသိလို့ဆိုပြီးပြန်လာမေးနေတကယ့်တော့ဘောမင်္ဂလာဆောင်ကျင်တာတပိုင်းနေနေပြီ34မှာဟောအမကူရအောင်ဦးတော်တို့ကမလန်မကန်းမှာထိုင်နေတဲ့သမတ်ပြည့်သူအောင်မောကိုမျက်တောင်နေနေကြည့်ရင်းစကားဆိုလိမ့်မယ်။ရောင်ကြသောအချိန်မှာငြိမ်သက်နေတဲ့အောင်မောတယောက်အရှိကိုတိုးလာကဦးတော်တို့ကိုကက်တီနဲ့ကြည့်နေပြီး မောင်ဘိုးတင်တို့ကအံအောတောင်းရကောင်းငေးကြည့်နေမိတယ်။ဦးတော်တို့ကလည်းလားမလည်နိုင်စွာနဲ့မင်းငေါ်ပြီးတော့ဟာလေမင်းအောင်ကြည့်နေဘူးလား။ကြုတ်ပြောမယ်။အပြောကွာ။ရင်းမောင်တော်မှာကိုအောင်ကြီးကိုတွေ့ရတယ်ဗျာ။အဲ့ဒါပြောတာပေါ့။ထိုင်ပြောရင်လည်းရတော့ခွေးတယ်ပါပဲ။အလက်နှကြားလောက်နေတယ်။အောင်မောင်ရဲ့စကားဆုံးမှမောင်ဘိုးတင်တို့တပင်းချလိုက်ပြီးနောက် အောင်ကြီးကိုရှာဖွေမဲ့အစီအစဉ်ကိုဆွဲနေကြပါလျော်ရီမီးရောင်မရှိလာရောင်မှာကင်းမဲ့နေတော့လေကျယ်လေးတို့ရဲ့လေးရောင်တွေကပါပိုင်လုံးတဲ့နေရာတွေကြောင့်အရေးတဲ့တန်တော့မြင်ရရင်အလေးရောင်ပေးဆွဲနေတယ်အရေးချိန်အောက်မှာမြောက်ပြင်ရောင်လေးကညသကောင်ရဲ့ချိန်မှာအလွန်တိတ်ဆိတ်လျက်ရှိပါရီအဲ့ဒီရွာလေးတည်းရှိရွာလူကြီးရဲ့အိမ်ဒီလေးတိတ်ဆိတ်လျက်ရှိတယ်အရေးရက်တွေမှာဆူဆူယောက်ျားနောက်လိုက်မှာဆိုရတာရွာလေးကလူတွေကိုအခကျင်းနေပြီး ခေါ်သူကခေါ်စေနာလေးလာဆောင်သူကဆောင်နေလူအတော်စီကားခင်းပြီးတယ်။ဒါပေမဲ့ယခုဆုစုလင်းရသွား၏အခချင်းမီပြီးမဆောင်ခိုင်းတော့သလိုအညီမရှိတော့ပြီးတကောင်သာရင်းနေသည်လဲမလာတော့ရိတ်တိတ်ဆိတ်နေပါရဲ့။အဲ့တိတ်ဆိတ်နေတဲ့ဦးတောက်ထွန်းရဲ့အိမ်ထဲကိုလူကြီးတရိတ်ကပိတ်ထားတဲ့ဝကက်ချန်စီရုပ်ကိုတောင်းတကောင်သာလွှာကနေကြုံတက်သွားလိမ့်တယ်။အိမ်တော်အိမ်တိုင်းကိုတွေ့ကြပြီးတက်သွားအောင်အခန်းတစ်ခန်းရဲ့ပတင်းဘက်ကိုလက်နဲ့ခောက်လိမ့်တယ်။ မကြတော့ချင်ခံလေးတွေကနေရေနံစီမီးခွက်အလင်းရောင်လေးထုံလေးလာကပတင်းမောက်တကပွင့်လာတယ်။အဲဒါပတင်းမောက်ကခေါင်းမြူထွက်ကြည့်သူမှာဦးတောက်တွန်ဖြစ်ပါလေ။သူကရေနံစီမီးခွက်လေးကိုကန်ကောင်ပတင်းပေါက်ကကြည့်ပြီးမိသည်မမတွေ့ရကပတင်းပေါက်ကိုပြန်ပိတ်နေပြီစီ။အမအောင်ကြီးမိတီကိုရောက်နေတယ်။ဦးတောက်တွန်ကပတင်းပေါက်ပြန်ပိတ်မယ်ပြုစဉ်သူ့ကိုခေါ်တန်နေတူပတင်းပေါက်ပေါင်ကိုကန်ပြီး ခုတွဲလာတဲ့အောင်ကြီးကိုတွေ့ရတော့အန်အောဝမ်းသာဖြစ်သွားရသည်။အောင်ကြီးရဲ့ရုပ်ပင်ကသူကင်ထားတဲ့ရေနံစီမီးခွက်အလေးရောင်ကြောင့်ကောင်းစွာမြင်လိုက်ရပါတယ်။အောင်ကြီးရဲ့ရုပ်ပင်ကအတော်ကြီးတန်တယ်။မျက်နှာမှာမေးချောချောဖြစ်နေသလိုမျက်ကွင်းတို့သည်လည်းညိုနေပြီးမျက်လုံးတို့မှာသွေးကြောမြင်ကြီးထပြီးရင်းနေတယ်။နှာခမ်းတို့မှာမဲနေနေသည်တယ်။ဦးတော်ထုံးကသားဖြစ်သူရဲ့ရုပ်ရည်ကိုကြည့်အောင်စိတ်မသက်မသာဖြစ်သွားပြီးတပင်းတစ်ချက်ကိုလေးပင်းစွာချကစကားဆူလီတယ်။ ။ဒါသာမင်းအရေးကြီးပြက်တယ်ထင်တယ်။ပြီးတော့ဆေးလေးတွေလျှော့တော့ကွာ။ပြာဟုတ်တယ်လေ။မင်းမြက်ကွင်းနေရာခွက်ပြီးနှက်ခမ်းနေလေပြားနေပြီ။ဟာဗျာ။ကျုပ်ကလေးကိုအမောင်ပညာတွေဝင်းနေလို့အဲ့လိုဖြစ်နေတာပါဗျာ။အခုလေကျုပ်စိတ်ထိန်နိုင်တော့ဒီလိုလား။စင်မထင်းနိုင်ဘာဖြစ်မှလဲကတော့ကျုပ်အခုအကောင်မလောင်လေးကိုစိမ့်စားနေတာ တဖြည်းဖြည်းနဲ့လူသားစားအောင်ကြီးရဲ့စကားမဆုံးခင်မှာပဲဦးတော်တို့ကထထောင်းနေအောင်ကြီးရဲ့မျက်နှာကိုကြမ်းလိုက်ရောက်အောင်ကြီးနောက်ကိုပြုတ်ကျသွားတယ်။အောင်ကြီးပြုတ်ကျသွားတဲ့ပဒိမောက်ကိုကလန်ထိုးလိုက်ပြီးအတန်ကက်ချဲချဲနဲ့အောက်ကိုပြုတ်ကျသွားတဲ့အောင်ကြီးကိုစကားလမ်းဆိုလိုက်တယ်။ဒါကြီးငါ့ကိုခွင့်လို့ကွာတော်တော်မင်းငါ့ကိုမစားဘူးလို့မပြောနိုင်ဘူး။အေးမော်ဗျာတုတ်နားလေပါလေမြန်လိုက်တဲ့ချက်ထောက် တိုင်းများတင်ထားသလားအဘယာအယောက်မှာပလက်လန်လဲကြနေတဲ့အောင်ကြီးကခက်တဲတဲပြင်းပြောရင်းအိမ်ဝိုင်းပြင်ကိုခုန်တက်ကောင်အမောင်တို့ရဲ့ကိုတွန်းဝင်ပြောက်ွေသွားပါလျော်ရင်းမောင်မိုးတင်တို့ကအောင်ကြီးရဲ့ကိစ္စကိုရှင်းပြရင်ဦးလုံးရဲ့အိမ်မှာရောက်ရှိနေပြီးလိုအပ်တာတွေကိုတင်ယူနေကြရင်းဦးလုံးကမောင်မိုးတင်တို့မှရိုသေစွာစကားနာယူကြသည်ကိုတပြုံးပြုံးနဲ့သဘောကျကောင်ပြုလုပ်တဲ့နာတွေကို အကြံပေးပါကြလိမ့်တယ် ဘယ်လိုပြောဖို့ရဆိုရင်သုံးကဝေ၃ယောက်လုံးရဲ့ပညာကိုစုပြုတ်ပြီးဝင်သွားတာပဲဟုတ်တယ်ပေါ့အခုဆိုကိုအောင်ကြီးကစက်တွေကိုခိုးစားနေစိတ်တွေအောင်စပြီးခိုးစားနေပြီလို့ပြောတယ်ဒါတော့ရပိုင်းလေးပဲရှိသေးရနော်သုံးနေရအဲ့လိုတော့မဟုတ်ဘူးပေါ့ငါအထင်အထက်ရောအောက်ရောရောတော့လာတင်တယ်ချက်အရနဲ့ထမ်းရရောတယ်လို့ပေါ့ကွာဘာလဲဗျာတောက်ချင်တာလေးပြောနေမြန်ပြီ ။အငါဥမပေးတာမှာ။ကဲပါကျိုးတို့ဘယ်လိုလုပ်ရမှာလဲပြောပါအောင်။ဇော်ဝနီတယောက်ကိုရှာတွေ့မှဖြစ်မယ်ကောင်လေး။ဇော်ဝနီကဘယ်မှာရှိတာလဲ။ကုညီပါဦးဗျာအရေးကြုံရင်ကျိုးတို့မှာအပါပဲရှိတာဗျာ။ဇော်ဂနီဆိုတော့ရိုးရိုးအိန္ဒလိဆုံးဇော်ဂနီကိုပြောတာမဟုတ်ဘူး။အိနာဇော်ဂနီလိုခေါ်တယ်။နှစ်စိမ့်ပေါ့ကွာ။ဦးအောင်ကြီးရဲ့စကားတွေကိုမမိုးတင်နားမလဲ ကျန်တဲ့သူတွေဆိုရင်ဝေလာဝေးဖြစ်ပါလိမ့်။အဲဒီတော့မဘိုးထင်ကသူတို့ကိုလမ်းညွှန်နေတဲ့ဦးဘိုးရဲ့မျက်နှာကိုအချိုးတောင်ဆုံးပြုံးပြပြီးစကားဆိုလိုက်တယ်။အဖအဲ့ရရီကနည်းနည်းမြင်သွားပြီးတုံမတက်နိုင်တော့အဖကူညီပါဗျာ။မင်းကဆရာကြီးပါကွာ။ငါ့ကိုမလိုပါဘူး။အော်အဖရဲ့ဆရာကြီးကဆရာကြီးပါပဲဗျာ။လှုပ်ပါကူညီပါဗျာ။ဘဘိုးထင်မှမကျန်ကျန်သူတွေပါဝိုင်းဝန်းတောင်းဆိုလို့ ကိုယ်ကြီးရခတ်သွားပြီအေးပါကွာအေးပါကိုကြီးမဟုတ်ပြီလားကြည်နဲ့ပြီလားငါတော့အဲ့ဒီစော်ကနေကိုပြေးပြေးပြီးတော့မင်းတို့နေရာခေါ်လာခဲ့မယ်မင်းတို့ကငါပြောတဲ့နေ့မှာအောင်ကြီးကိုဖမ်းထားဖို့လိုတယ်စိတ်ချပါလာမယ့်တစ်ပတ်ခါကိုအောင်ကြီးကိုကျုပ်တို့သူ့အပါတလင်းထဲမှာဖမ်းထားမယ်အေးပြီးရောမပြီးသေးဘူးပါအပားလို့သေးရလေကောင်းလေဟိုလေကိုအောင်ကြီးကို ဖမ်းနိုင်မဲ့နီလန်လေးပေးပါဦး။မောက်ဘိုးတင်စကားကြောင့်ဦးအောင်ကသူ့အားလုံးကိုမချီမနှက်ကြည့်လိုက်ရင်အောင်ကြီးကိုဖမ်းနိုင်မဲ့နီလန်ကိုပြောပြပါလိရော်ရီ။ဦးတော်တို့အရှိမကတင်းတစ်လုံးချထားပြီးအဲ့ဒီကတင်းပေါ်မှာမဲသားတွေကိုတင်ထားတယ်။အဲ့ဒီမဲသားတွေကလက်ဆက်လွန်းလာကြောင်းအတော်ညီနေပြီးရှင်းတလောင်းလောင်းနေဖြစ်နေပါရဲ့။အဲ့ဒီမဲသားပေါ်ကြီးကိုကြီးကဦးတော်ထွန်းကဘေးမှာရှိနေတဲ့မောင်ဘိုးတင်ကိုစကားဆိုလိုက်တယ်။ဆရာလေး အမဲသားတွေဒီလောက်အများကြီးဘာလို့မလဲကိုကြီးကိုများပါလေကောင်းတယ်လို့သာလှုပ်ပါကျုပ်ကတော့နားဟုတ်မနေဘူးဒါနဲ့ဘာကြီးကကျုပ်တို့တခုခုညီရမယ်ပြောပါစရာလေးတခြားတော့မဟုတ်ပါဘူးကျုပ်တို့လေးယောက်ကမဲသားတွေကို ပလိုင်းငယ်ထည့်ပြီးနေရာနှက်သွားမှာဘာကြီးတို့ကဂျန်တဲ့အမဲသားတွေကိုဘာကြီးတလင်းထဲမှာသွားထားပေးရမယ်ပြီးတော့အားကောင်းပေါင်းတဲ့လူလေး၅ယောက်ရဲ့ကျိုးလေး၄ယောက်တောင်းတော့ပါ အသိယူထားမယ်။စိတ်ချပါကြောက်အကုန်လှုပ်ထားပါမယ်။အဲဒါဆိုကြိုးတို့လည်းလှုပ်ရှားစီရလှုပ်လာအောင်မယ်။မဝုတ်တင်တို့ကပလိုင်းနေကဲကိုအမဲသားတွေကိုထည့်လိုက်တယ်။ရိုင်းနာပလိုင်းကိုနောက်မှထားလိုက်လိုက်ပြီးနောက်ဦးတော်တို့ရဲ့အိမ်ဝိုင်းပြင်ကိုထွက်လာကြတယ်။အိမ်ဝိုင်းပြင်ရောက်တဲ့ကတာရေးကစတင်စကားဆွလာလိမ့်တယ်။ဘုဒ္ဓင်အမဲသားတွေလွယ်ပြီးရှောက်သွားမှာ။ကိုအောင်ကြီးမလိုက်ပဲနဲ့တခြားတရေတွေလိုက်လာရင်ရော။ မင်းတို့ကလေကွာကြောက်တယ်ရန်ကွာရေရေဒါလေးတွေယူထားဘာလို့တော့ကွာကိုအောင်ကြီးကလည်းရေတခြားဘသူမှမကက်နိုင်နဲ့ဇေရင်မော့ကွာမဘိုးတင်းရဲ့စကားကြောင့်သူတို့တဲကအကြီးဆုံးဖြစ်တဲ့ဖိုးတွေကအစီအယိုတေချာကြည့်လိုက်ပြီးတော့အမင်းကတကယ်တော့အလုပ်ဖြစ်ရင်လားကိုဘိုးတွေရခမရကျုံနဲ့ပေါင်းလာလေကြာပြီအခုဒီတုတ်ကိုမယုံသေးဘူးလားအရင်ကတော့ယုံနေ မင်းတို့ကောင်လေးငါးပါးထိတ်တုံနဲ့ခဏခဏရှောင်နေရောတိတ်မယုံကျင်တော့ယုံမိုက်စမ်းပါဗျာကျုပ်ဆိုရဲဘိုးထင်ဟာမသေးစားတဲ့အရာဆိုပေါင်တစ်ခုမှမလုပ်တာမဘိုးထင်ရဲ့ဟိတ်ကြီးဟန်ကြီးစကားကြောင့်တာအင်းနေပေသူကမကြည်တယ်လို့ကြည်ကအပြောကကိုတီမလျှော်သေးဘူးပြီးရဲ့မေးမဲတောက်တလဲလှုပ်တာကြာလီမပေါင်းအပ်တဲ့တဲ့မင်းပါလာပြီအေးပါအေးပါပြောပါကွာမင်းတို့အစီအမြီဘူးဆိုရင်လည်း ြန်သိမ့်ထားလိုက်မယ်။ယူမယ်ယူမယ်။မင်းကိုယုံလို့တော့မဟုတ်ဘူး။ဘာကြီးကိုမယုံလို့။ဒီပြီးတာပဲ။ရော့။အဲ့လိုနဲ့မဘိုးတင်ပေးတဲ့လူလူလူဘလူးလူလူတစ်သားနဲ့ထွေးထားတဲ့အယုတ်လေးတွေကိုတယောက်တယောက်စီယူလိုက်ကြတယ်။အဲ့နောက်သူတို့၄ယောက်ကတယောက်တနေရာစီခွဲကောင်းအမဲသားထဲတဲ့ပလိုင်းတွေကိုလွှဲပြီးထွက်သွားကြပါလေရော့တယ်။နေရောင်ကတဖြည်းဖြည်းနဲ့တောင်ဆွေကိုဝင်ရောက်ပြောက်ွယ်သွားပြီးဖြစ်ပါလိမ့် ။နေဝင်တော်နဲ့တွင်ပါမိုက်ချင်းကအတူတည်းပါလာတဲ့စမြင်ဖြစ်ပါရင်ပရိမာလူထဲမှာမြောက်ပြေရွာပြေမဲ့ရှိတင်းတိုင်းလက်မှာပလိုင်းတစ်လုံးကိုလွယ်ပြီးလမ်းလျှောက်နေပြီးမှဖိုးထွေးဖြစ်ပါရင်ကျောင်းကျောက်စိတ်နေငယ်ဝင်မိတော်လဲတူးထက်ငယ်တဲ့ကောင်လေးများဒီပေမတော်မလျော့တယောက်တနည်းအားစီတောင်းနေရာကြောင့်ကျောင်းစိတ်ကိုဖြောက်ကောင်းတယောက်တည်းလမ်းလျှောက်နေတယ်။ညနေကလေးကယခုအချိန်ထိလမ်းလျှောက်နေတယ်။မောင်တော်ကမှတော့သူ့ရဲ့နောက်ကခြေတံလေးမကြာခဏကြားလာရတယ် နောက်ကိုပြန်လဲကြည့်တော့လည်းဘသူမှမရှိမကြတော့ချင်းတောက်ပြေသင်းချိုင်းကိုဖျက်ပြီးရွာထဲရှိဦးတော်တွန်လေတလေးနဲ့ကိုသွားရင်ဆုံးပြလိုက်ပါလိမ့်ဒါကြောင့်တောက်ပြေသင်းချိုင်းကိုဖျက်စင်းအုပ်ကူကြောင်းတွေကရီမောတဲ့စကားပြောတဲ့ကလေးငူနေရေးချုံမှုတန်တွေကိုကြားလိုက်ရတယ်အဲ့ဒီတန်တွေကြားထဲမှာပူရစ်ကျေလောင်နဲ့အတန်တန်ကထွက်ပေါ်လာတယ်ဟဲ့အောင်မင်းပလိုင်းနေရအမဲသားရီလားအဲ့ဒီအောင်ရဲ့ပလိုင်းနေရအောင် အမဲသားအနေရတယ်လူစားကြမလားဖိုးထွေးခေါင်းကြီးသွားတယ်ဒါကြောင့်စကားတန်တွေကိုဂရုမပြုမဲ့ခက်ပြန်ပြန်ရှောင်းနေစဉ်သူ့ရဲ့ပခုံးကိုလက်တစ်ဖက်လာတင်တာကြောင့်လမ်းဖြတ်သွားတော့လက်တင်သူကိုအမောင်တူထဲမှာပေးချမမြင်ရတော့ညာလူတယောက်ဖြစ်နေသူကိုတတိပြုမိတယ်အဲဒီသူကဖိုးထွေးကိုအတန်ခက်အောင်အောင်နဲ့စကားဆိုလိုက်ရောမေးအမဲသားတွေငါ့ကိုပေးပါလားခမရမသူငါအောင်ကြီး အောင်ကြီးဟုတ်လားရွာလူကြီးဦးတောက်ထွန်းရဲ့သားအောင်ကြီးလားဘသူသားလေးကငါလေးမေးနေပြီငါအမေသားစားချင်တယ်ကွာစကားကိုနောက်မပြောကျုပ်ခမရကိုကြွေးဖို့လိုက်ရှာနေဟာကျုံနှလိုက်ခဲ့နွားတကောင်တော့ပေါ်လာပြီခမရကိုကြွေးဖို့အတွက်လေမင်းပြောတကယ်လားဟာလိုက်ခဲ့ရင်တိရမှာပေါ့ဖိုးရင်းကရှိသမျှတတိကိုစူးစီးကသူ့ကိုကြောက်ဟန်မပြဘဲ ခက်အေးအေးစကားဆိုနေလျာအောင်ကြီးကပလိုင်းလေးကမဲသားတွေကိုနှိုက်ပြီးဆိုင်းရင်ကိုထင်းနောက်ကနေလိုက်ပါလာပါလျော်ရီကိုထင်းကတလင်းလေးကိုခက်မြန်မြန်ရောက်ရင်သွားနေတယ်ပလိုင်းလေးရှိအမဲသားတွေကုံသွားပါကသူ့အတွက်အန်တရရှိတာကြောင့်ဖြစ်ပါလိမ့်သူခက်မြန်မြန်လမ်းလျှောက်တဲ့အခါအောင်ကြီးရဲ့နောက်ကနေခက်မြန်မြန်လိုက်လာနေတယ်မကြတော့ချိန်ဥတော်တွင်းရဲ့တလင်းပြင်နဲ့ရောက်ရှိလာပါတယ်တလင်းပြင်ထဲမှာကတိပေါ်မှာတင်ထားတဲ့အမဲသားတွေကို အမောင်တွေကလည်းတာမန်လူတွေဖို့မမြင်ရပါဘူး။ကိုထီးရဲ့နောက်ကအောင်ကြီးကနှာခေါင်းတရှုံရှုံလှုပ်ပြီးအနက်ခံကောင်းအမဲသားတွေတင်ထားတဲ့ကတင်းစီကိုအလင်းမြန်ပြီးကစောင်းကြောက်ထိုင်ပြီးစားနေလေ။အရိချိန်မှာအောင်လင်းတံမီကရုတ်ချီးလင်းလာပြီးကတင်းပေါ်မှာစောင်းကြောက်ထိုင်ပြီးအမဲသားစားနေတဲ့အောင်ကြီးတယောက်ကြောင်ငင်းနေစဉ်မောင်ဘိုးထင်တို့နဲ့တူဦးတောက်တို့ခေါ်ထားတဲ့တံမာရိရွာသားတွေကအောင်ကြီးကိုပြေးပန်းလိုက်ပြီးကြိုးချင်ရန်ကြိုးစားကြလေ။ တံမားတဲ့လူကြီးလေးရောက်ဝိုင်းချုပ်သည်ကိုပင်အတော်ခက်ခက်ခဲခဲချုံလိုက်ရသည်။အဲဒီနောက်ကျိုးရီနဲ့တုတ်ကတလင်းအလေအတွက်အသင်းဆိုင်ထားတဲ့ငုတ်တိုင်ဒီမှာခြီလိုက်တယ်။အခြေခံလိုက်ရတဲ့အောင်ကြီးကတော့တဝူကူတဝါဝါနဲ့အော်ရစ်နေပါလိမ့်။တဝလူပေါင်းတန်ပြောက်လို့နေပါဖြစ်နေပြီးမိစာတကောင်ရဲ့အသွေးတန်တဖြည်းဖြည်းပေါ်နေပြီဖြစ်ပါလိမ့်။အဲဒီလိုစိတ်မချမ်းမြေ့စရာမြေခွင်းကိုမြင်နေရတဲ့ဦးတော်တုံးကတားဖြစ်သူကိုခံလန်းလန်းကနေပြီး တတိပီစကားစုံနေပေမဲ့အောင်ကြီးကလူစိတ်ပြောင်းလို့နေပြီဖြစ်ရာအရာမထင်ပေ။ငါတော်အောင်ကြီးတတိထားစငါမင်းအဖေလေ။ဟေးမင်းသိမယ်။အမေသာပေါ်နေပြီလူသားစားမယ်ငောင်းလျော့။ငါတော်အောင်ကြီးမင်းအဖေငါလေးကွာ။မင်းကိုစားမယ်။ငါပြောပါတယ်အောင်ကြီးဟာမိမနောက်ဘိုးရဲကောင်ကအထန်လဲစရာလှုပ်လို့မရပါဘူးလို့ မင်းဟာဖင်မတိုင်းပဲပယ်ခြင်းစားလာကိုငါသားရဦးတော်တို့ဟာတားဖြည့်သူကိုစကားဆွနေရမိတော်တော်ထူချမှုမှမရှိကြတော့ဘာဘိုးတင်ဘက်ကိုလှည့်ကဆရာလေးခုမှရုံးနေရတော့တော်သားကျုံးပြက်ဘူးတော့ပြောမရအောင်ကျုပ်လည်းဘာလို့ရမှာမသိတော့ဘူးအဖနဲ့စိမ့်ပေးလာပဲပြောတာပဲအခုထိမလာသေးဘူးလားသူကပေးခဲ့မယ်ပဲပြောတာပဲလာပါပါမလာရင်တော့ဒုက္ခပါပဲ လာပါပါစိတ်ချသူတို့ဥုံကိုမျောနေကြတယ်သူ့အမေရဲ့ကိုတီပေါ်မလာသေးဥတော်တော်မမလာသေးဘူးလားလို့တမီးနဲ့မင်းနေတော့ဘောတယ်တယောက်တော့စိတ်ညစ်နေရတယ်အောင်ဒီမှာလူတန်းတဖြည်းဖြည်းပူပြောင်းလာပြီးအန်နဲ့ကြီးကြီးလောက်ကကျိုးကိုပါစက်တဖြည်းဖြည်းနဲ့ရုံးကန်နေရတော့သူ့ကိုကြည်ထားသည့်တိုင်ပင်လှုံရမ်းစာပြူလာတယ်အချိန်လေးကောင်းမှမရှိတဲ့ကဥတော်တော်ခေါ်ထားတဲ့ရွာသားတွေကတလေးကိုစွန့်ခွာကရွာရင်းကိုပြေးကြပြီးဖြစ်ပါတယ် ယခုတလင်းထဲမှာမောင်ဘိုးထင်တို့နဲ့ဦးတောက်ထွန်းသာရှိနေလေတယ်။ဦးတောက်ထွန်းလည်းစိတ်တဲကြကတလင်းပြင်မှာဖင်ချပြီးထိုင်နေစီ။ကောင်းလေးတို့ငါတို့လာပြီနောက်ကျသွားတယ်ကွာ။ကိုတော်ကကြက်ကြော်စားခြင်းနဲ့ဆိုတော့လေကြော်ကြွေးနေရလို့ဟေ။အတန်လာရကြည့်လိုက်တော့အောင်လင်းတက်ပြီးထိုးထားတဲ့တလင်းပြင်တွေကိုဦးအောင်နဲ့အတူသူ့ရဲ့ရှေ့ကနေတောင်ရှိပစိုးကိုဝေထားပြီးပိုးသားအင်းကြီးနဲ့ပိုးသားဘွားကိုပေါင်းထားတဲ့လူရည်တရားပါလာတယ်။ အဲ့လူရဲ့ကမျက်နှာမှာခက်ထန်ပြီးအတော်အကြောတင်းနဲ့ရုပ်သွေးရှိရင်းအဲ့နောက်ဦးဦးကမော်ဘိုးထင်တို့ရဲ့မှလန်းမကန်းကိုရောက်တဲ့အခါသူပင်းလာတဲ့အိမ်နောက်စော်ကနီခေါ်နှစ်စင်းကိုလက်အုပ်ချီစကားဆိုနေတယ်ကိုရောတောင်းတော်ပြောတဲ့လူမိတ်စာဆိုတာဟိုတိုင်းမှာခြိထားတဲ့သူပါပဲသူ့ကိုယ်ရေကမိတ်စာတက်တဲ့ထုတ်ပြီးပါဗျာတားတော်မှာကကိုရောကိုရိုးရိုးတေးတေးနဲ့ပင့်ထားတယ်ဆိုတော့ကိုကြီးရပါပေါ့ နေစင်းကပြောပြောဆိုဆိုပစိုးတောင်ရှိစားကိုချက်တော့နေမိသားများကဲ့သို့မာယူလိုက်ပြီးလက်ဖြင့်ပေါ်တင်းလိုက်ပြီးတာနေခြေနဲ့တလင်းပင်ကိုပေါက်ပြီးတော့အောင်ကြီးစီကိုလက်ညှိုးညွန်လိုက်တာနေအောင်ကြီးရဲ့ပါဇက်ကဟာလာကပါဇက်ထဲကရေစင်းကြီးထွက်လာပြီးကောင်းကင်ကိုပြန်ထက်သွားပြီးမီးလောင်ကပြာကျကုန်နေရေကောင်းကြီးမကြံတော့တဲ့အခါမှာအောင်ကြီးရဲ့မျက်နှာကတာမန်လူတယောက်မျက်နှာပြန်ဖြစ်သွားလိမ့်ရဲ့နေစင်းကမြေသူကိုမှစကားမဆိုဘဲတလင်းပင်ကိုထွက်သွားရာ ။ဦးတော်သည်လည်းနောက်ကလိုက်သွားလေ။ဦးတော်တော်သည်လည်းဝမ်းသာအားရဖြစ်ကသားပြေတူတန်သွားပြီးကျိုးရီကိုဖြီးပေးပြီးတော့တွေးကြည့်နေတယ်။မောင်ဘိုးတင်တို့သည်လည်းအောင်ကြီးလူကောင်ဖြစ်သွားတာကြောင့်ယခုမှတပင်ချနိုင်ကတလေးပြင်းမှခြေပင်းလက်ပြထိုင်ရင်းစဉ်ဦးတော်သည်ကတုတ်သည်တုတ်ပြန်နေပြန်ရောက်လာတယ်။သူရဲ့မျက်နှာမှာလည်းအညိုမဲတွေဆွဲနေလျာမကောင်းတာတစ်ခုခုတော့ဖြစ်လာပြီဆိုတာသူတို့သိလိုက်တယ်။သူတို့မေးမြန်းမယ်လို့ကြံလိုက်ရုံရှိသေးတယ်။ဦးဦးကအတန်ခက်ကြဲခြင်းနဲ့ စကားဆိုလာလေတယ်။ကောင်လေးတို့ရေပောက်ပြတနာတော့တက်ပြီဟာ။ဘာလို့လဲပါ။ဘာရမှလဲကွာဟိုနှဆိုင်ကဒီမှာပျော်တယ်တဲ့။ဘာပြန်ဖို့တာမတော်ဘူး။ငါ့ကိုသူ့ဘုံကိုပို့လို့ဆိုပြီးစော်လို့လိုက်တာဟဲ့။ဘာ။အဲ့လိုနဲ့မောင်မိုးထင်တို့ကိုအကူညီတောင်းနဲ့အကြီးနဲ့ကြည့်နေတဲ့ဦးဝန်းကိုမောင်မိုးထင်တို့သည်လည်းနားမလည်နိုင်စွာနဲ့ပြန်ကြည့်နေမိပါတော့တယ်။ ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စတိုင်ဘူမောင်တေးဆန်ရေးသားထားတဲ့အောင်လန်းပိုးထင်နဲ့လူမိတ်စာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါလိမ့်။နောက်ဆက်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မေဖြစ်ပါတယ်ခင်ဗျာ။